ကဲအားလုံးမင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်ဆက်နေတဲ့ရွှေကင်မဲဖြစ်ပါတယ်ဒီနေ့တစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးပါပေါ့နော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့နေကြီးကိုဖုံးလို့စားတဲ့မြန်မာ motion data မြန်မာတွေအကြောင်းပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်တော့ကြည့်လိုက်အောင်နေကြီးကိုမုန်းလို့စားတဲ့မြန်မာ motion data ဒါကတော့မြန်မာပြည်မှာလူသိနေပါတယ်ရှမ်းပြည်နယ်ကစားလို့ရတဲ့မြေကြီးတွေအကြောင်းပဲဖြစ်ပါတယ်ဒီကြီးစားတာနဲ့ပတ်သက်လို့ဘာသာရေးမှတ်တမ်းတွေမှာရှင်းအခါခါလူတွေဟာဩဇာအစီအနှစ်နဲ့ပြည့်စုံတဲ့မြေကြီးကိုစားသုံးကြကြောင် ကိုချင်းတရားပြည့်ရင်းလာတဲ့အချိန်မှာမြေကြီးရဲ့အဟာရထက်တွေပျောက်ဆုံးသွားပြီးစားလို့မရတော့ကြောင်းဟောပြထားပါရဲ့ဒါကြောင့်ဟိုယခင်ကလေးကမြေကြီးစားခြင်းအလေဟာရှိခဲ့တယ်လို့ဆိုနိုင်ပြီးကံကောင်းထောက်မှစွာနဲ့မြေကြီးစားလို့ရတဲ့ဒေတာတစ်ခုမြမပြမရှိလို့နေပါသေးတယ်။မြေကြီးစားရဆိုလို့တွေ့ကြရမြေကြီးကိုစားတာမျိုးတော့မဟုတ်ပါဘူး။စားလို့ရတဲ့မြေကြီးကလေးကတသက်ရှိတယ်လို့ဒီနေ့ကြီးကိုလည်းတွေ့ယူရတဲ့နေရာကလည်းတသက်ရှိပါတယ်။ ဒီကြီးရဲ့အနက်နဲ့အယောင်စင်းကိုကြည့်ပြီးစားလို့ရမရဆိုတာကိုကျွမ်းကျင်တဲ့လူကြီးတွေမှသာကြည့်နိုင်တာဖြစ်ပြီးဒီမြကြီးဟာရှာရခက်တယ်လို့အဖိုးလည်းကံပါတယ်။ဘိုးရီမဆိုဘိုးရှာရခက်တယ်လို့လည်းကြည်ရပါတယ်။ဒီတော့ကံတွေရဲ့ပြောပြချက်အရမြကြီးကိုတွေးယူလာပြီးရဲ့အချောက်ခံပြီးကင်ရပါတယ်။ဟုံးရီဘီမော်တယ်လာတော့မှသာခိုက်ဖက်စားသုံးရတာဖြစ်ပါတယ်။ဒီအကြောင်းကိုဂီမာဂျီသားတွေကသိနေတည်ပေမဲ့ခုံယူပွဲမော်ရှန်ဒီတာမှာတော့လူတိုင်းဒီပါမြေကြီးစားဖို့ကြပါတယ်။ ရှန်တနင်အင်တာဖော်အိုလူမျိုးအစုံဟေးကြီးမစားဘူးသူမရှိတဲ့လောက်ပါပဲ။အိုလူမျိုးတွေကတော့ထင်းကြီးကြီးကိုဟန်တော့လို့လည်းခေါ်ကြပါတယ်။ဒါပေမဲ့လူတိုင်းကမပါမဖြစ်အစားအသောက်ကြီးအနေနဲ့စားတာမဟုတ်ပဲတခါတရံစားချင်တာမှသာသိက္ခာအဖြစ် စားကြတာဖြစ်ပါတယ်။အဓိကစားကြတာကတော့ကိုဝင်ဆောင်မျိုးသမီးတွေဖြစ်ပါတယ်။တောင်တန်းဒေသမှာနေတဲ့ကိုဝင်ဆောင်မျိုးသမီးတွေဟာတရေစားတီဘီဆိုရတဲ့ဟီကြီးကိုစားကြတယ်။ဟီတဲ့လူတွေဆိုပြီးနေတဲ့တောင်ကြပါတယ်။ အဲ့ဒီအခါလေကြီးများနဲ့ယောက်ျားသားများကဒီနေကိုရှာပြီးမော့မော့လေးဖြစ်အောင်မိခုတ်ကြည့်ကြပါတယ်။ကြားတော့အဖြစ်အဖိုးဖွားတွေလည်းထမင်းစားအပြီးခရွင်းရှင်းနဲ့တည်ရစာအဖြစ်စားသိရှိကြပါတယ်။အန်အောဘကောင်းတာကမြကြီးရဲ့အရာသားဟာတူးယူရတဲ့နေရာပေါ်မှာမှုတည်ပြီးတော့အရာသားအမျိုးမျိုး꿰ပြပါတယ်။စိတ်နဲ့အရာသား၊ခြေနဲ့အရာသား၊စက်တဲ့အရာသား၊ဉာဏ်နဲ့အရာသားရဲ့လို့အမျိုးမျိုးရှိပြီးပကံဘက်မှာခြာရောက်တဲ့မြကြီးကဆိုရင်စာရင်းသူစာမီတော့က စစစားခြင်းစိတ်နဲ့အရာသာရပါတယ်။ပြီးမှတဖြည်းဖြည်းဆက်တဲ့အရာသာပေါ်လာတာဖြစ်ပါတယ်။ဒါပေမဲ့အခုထိညည်ကြီးတဲ့တွေရှားတော့ဖြစ်ပါတယ်။ရှမ်းပြည်ပဲကောင်ကြီးမှာတော့ရောင်းသူတော်များများတွေ့ရပြီးဈေးနေတွေဆိုရင်တိုင်းရင်းသားအဖွားတွေလာရောက်ကြပါတယ်။ရှင်ရွေးွယ်နှုတ်စီဘူးတွေနဲ့ချိန်ပြီးတဘူးတစ်ခွက်ကို900တထောင်ရောင်းကြပါရယ်။ဒါပေမဲ့လည်းဆီယဝန်တွေရဲ့ပြောပြချက်အရတော့စားလို့ရတဲ့ဒီညီကြီးခဲတွေမှာဘက်တီးရီးယားနဲ့အခြားသောမင်နရယ်တွေလည်း ပနိုင်တော်မလို့တတိထားတင်ပြီးရေရှည်စားသုံးတာမျိုးလို့ရင်တော့အနီမီယာလက်ကွာစနေဟိုက်ပိုကလီးမီးယားတို့လို ရောဂါရီရနိုင်တယ်လို့သိရပါတယ်အခုလိုထူးဆန်းမွေရာဗီဒီယိုလေးတွေကိုအမြဲကြည့်နိုင်ဖို့ကျမတို့ရဲ့ page လေးကို like and follow ထားဖို့လည်းမလိပါနဲ့ဦးရှင်မင်္ဂလာကျောင်းအတွင်းမှာယနေ့ခေတ်ကျုံနေရတဲ့မိချောင်းပြဒနာဒါကတော့မင်္ဂလာကျောင်းအတွင်းမှာယနေ့ခေတ်ကျုံနေရတဲ့မိချောင်းပြဒနာပဲဖြစ်ပါတယ် မိမလာကျုံးလို့ပြောလိုက်တာနဲ့လူတိုင်းကရင်းနှီးမိုင်ဥရှင်ကြီးဆက်လန်းကိုပြင်းပြင်းထန်ကြပေမဲ့လေလက်ရှိမှာတော့မြမဟင်ငန်ဒေတာအေယော်ရီတိုင်းဒေတာကြီးဖိုးကလေးမြုံနယ်တွေကမိမလာကျုံးဟာမိချောင်းပေါများချင်းကြောင့်သွေးနဲ့ချင်းစင်းနေရတဲ့နေရာတစ်ခုဖြစ်လို့နေပါတယ်တကယ်တော့တဘာဝလေးကထူးခြားမှုတွေနဲ့ပြင်းထန်နေတဲ့ဒီကျုံးကြီးဟာဒန်နာရီဇလန်းများစွာနဲ့ရှီရုံကတင်းတင်းတဲတဲရက်တည်ခဲ့တဲ့ကျုံးရတနာတဘာဖြစ်ပါတယ်မိမလာကျုံးကိုခေါ်ဆိုရခြင်းအကြောင်းရင်းကလည်းကန်ဆက်တလျှောက်မိမလာလာကြီးတွေစီတန်းပြီးရက်နေတလားထင်ရလာအောင် တစ်တောတစ်ပင်များနဲ့ဝင်ဆောင်လာပနေတာကြောင့်ပဲဖြစ်ပါတယ်။ဒါအပြင်ကျုံးမော်မှာလည်းဒီရောက်ဒေတာတွေမှာသာပေါက်ရောက်ရှင်သန်နိုင်မဲ့ view view ချစ်တော်လက်မှုလက်မဲ့ကန့်နစိုးမဓမ္မစတဲ့အပင်တွေကိုအများဆုံးတွေ့ရပြီးရှားပါတဲ့ညက်မျိုးစိတ်တွေအပါအဝင်ညက်မျိုးစိတ်ပေါင်း34မျိုးခန့်နေထိုင်ကြသလိုရေဝက်နဲ့အေအာရီလင်းမိုင်များတွေတာတစ်ခါတည်းမှာလာရောက်ကျစားထက်ကြပါတယ်။ဒါပေမဲ့ဒီလိုလှတဲ့ကျုံးမော်မှာအစိတ်တိမ်မိကြောင်ဖြစ်ရကြီးဖန်တီးပေးလိုက်တာကတော့နမိတ်ကြတာနဲ့ ရှင်နိုင်ရစေတဲ့ဥနေဝင်ပဲဖြစ်ပါတယ်။1989ခုနှစ်သူ့ရဲ့စီအစိုးရလက်ထက်မှာမိချောင်းမွင့်ညီရေးစီမံကိန်းကိုစတင်ခဲ့ပြီးမိချောင်းဥယေကိုထိန်းသိမ်းတာအတိုက်ကိုစောင့်ရှောက်တာအကောင်မတွေကိုအစာကျွေးမွေးတာတွေမျိုးခရုတစိုက်ပြုလုပ်ခဲ့ကြပါတယ်။အရေးရောက်လာတဲ့မိချောင်းတွေကိုတော့မိမလကျွန်းအေရီယာတွေကိုလွတ်ပေးခဲ့ပါတယ်။စစ်အစိုးရရဲ့ရည်ရွယ်ချက်ကမိချောင်းရောင်းဝယ်ရေးကနေဖက်ဆန့်ကောင်းကောင်းရဖို့ဖြစ်တယ်လို့ တကယ်တဲ့အလုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့1994ခုနှစ်အတွင်းနောက်အတအစိုးရပြတ်လာတဲ့အခါမှာတော့ Wildlife Law 1994လို့ခေါ်တယ်။တော်ရိုင်းဂရိတ်ဆန်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးမြမရေနံမိချောင်းကိုထိန်းသိမ်းကာကွယ်ရမယ့်ဂရိတ်ဆန်အဖြစ်တံဖက်လိုက်ပါတယ်။ဒီတော့မိချောင်းရောင်းဝယ်ရေးလည်းမလှုပ်တာတော့ပဲလုံးဝရပ်ဆိုင်းလိုက်ရပြီးမိချောင်းမေကိုကောင်းရင်ရာနဲ့ချီပြီးနှစ်အတော်ကြာထိန်းသိမ်းမွေးမြူထားတဲ့အခါမိချောင်းအကောင်ကြီးဟာ ချင်းထားတာတည်းပူပြီးတပြေးပြေးတိုးပွားလာခဲ့ပါတယ်။ဒီရောက်ရင်မြဝကျော်မော်ဒေတာအတွင်ကျက်စားတဲ့မိကျောင်းအားလုံးရဲ့သုံးပုံကပုံဟာမိမလာကျော်မာနေထိုင်ကြပြီးလက်ရှိမှာမိကျောင်းအကောင်ကြီး2600ကျန်ရှိရလို့ဆိုပါတယ်။ဒီတော့စဲစုနှစ်တစ်ခုအတွင်းမှာလည်းဒီလောက်ကွာများလာတဲ့မိချောင်းတွေဟာ2008ခုနှစ်နောက်ပိုင်းမှာတော့ဒီတကန်တွေအတွက်ထိတ်လန့်နေရတဲ့ပြဿနာတွေဖြစ်လာခဲ့ပါတယ်။အနီးတစ်ဝိုက်နေထိုင်သူတွေအဖို့မိချောင်းကိုက်ခံရမှုများပြားလာပြီး လက်တလုံးမှာမိမလကျွန်းရဲ့ဤကြောင်းပြဒနာဟာဒေတာကန်တွင်နေမျိုးကိုဆုံးခွာပြေးလာအောင်ကြီးထွားလျက်ရှိပါတယ်။ဒါကြောင့်အစိုးရဘက်ကသာမိချောင်းတွေကိုဒီအတိုင်းဆက်လုပ်ထားရင်မိမလကျွန်းဟာလူသူကင်းမဲ့တဲ့မိချောင်းတိုင်းထီကြီးအလားဖြစ်သွားမှာပါပဲ။ပြည်သက်ကြီးတို့ရောဒီကိစ္စအပေါ်အလို့ထင်မြင်တယ်လဲဆိုတာနဲ့အခုတို့ထူးဆန်းဖွယ်ရာဗီဒီယိုလေးတွေကိုအငြင်းကြည့်ရှုနိုင်ဖို့ကျွန်မရဲ့ page လေးကို like and follow ထားဖို့လည်းမမေ့ပါနဲ့ရှင်။ဒီမနက်ကနားရီလောကအကျွယူတင်တဲ့ရေမြောင်ရှင်နေ ။အားလုံးပဲမင်္ဂလာပါရှင် knowledge ပင်မှာဖိရှင်တွေကနေကြိုဆိုလိုက်ပါတယ်။ဒါကတော့မြန်မာနိုင်ငံသားတွေမဖြစ်မနေအထူးယူတင်တဲ့ရင်းမြောင်းရှင်းနေပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဘယ်နေရာကြီးကြီးလင်းမျိုးထိုးမလွယ်အမိုက်တွေပုံနေရာဟာစီးကပ်မရှိပဲပြစ်ချင်ရပြစ်တဲ့လူတစုကြောင့်ဖြစ်ပြီးအစုံဆုံးကတော့ဘသူမှပြတ်မစဲကြလို့တအားညစ်ပနေရပါတကယ်လည်းမြောင်းဆိုးရည်တွေကအမိုက်တစ်ခုချင်းစီကိုတုံယုံလူခပြန်မခောက်ရှင်ကြပါဘူးဒါကြောင့်အခုလိုရေမြောင်းရှင်းလေးတွေကိုသာတိထားလိုက်ရင် တော်တော်လေးသက်သာပြီးအလုပ်တွင်ကျေစီပါရယ်။အဲ့ဒါကတော့ညောင်ဖုန်းရဲ့တစ်ဖက်မှာအခုလိုစကားပေါင်းရှိတဲ့အိတ်တလုံးကိုတက်ထားလိုက်ရုံပဲဖြစ်ပါရယ်။အိတ်ကိုမိမိတက်နိုင်သလောက်ခက်ကြီးကြီးအသုံးပြုမယ်ဆိုရင်ဒလတစ်ခါလောက်မှအိတ်လိုက်မှပြီးလှည့်ပြေရုံဖြစ်ပါရယ်။အိတ်ကလည်းစကားပေါင်းအသေးကြီးပဲရှိရတဲ့အတွက်ရည်စည်းရည်လာပိတ်ဆို့ဖို့စိတ်ကူစရာမလိုတော့ပဲ။အမိုက်တွေကြားရမှာရင်အင်းစင်စီးသွားနိုင်မှာဖြစ်ပါရယ်။ ဒါအပြင်ရင်းမြောင်းတဲ့ကြလာတယ်။ဘူးစုံအမိတ်စုံပလတ်စတစ်အဆုပ်စားတယ်။အနည်းအဖက်တွေကိုအေးစေးလေးစုပြီးသားဖြစ်သွားပါတယ်။ပအဝင်ကျင်ကိုခရူးတဆိုင်ထိန်းသိမ်းထားတဲ့အနောက်နိုင်ငံကကျင်းလက်ဒေသတွေမှာတော့ဒီနည်းကိုအသုံးပြုတာကြာမြင့်ခဲ့ပါပြီ။ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာတော့စီကန်ရှိသူရောပြုပြင်ထိန်းသိမ်းသူရောရှားပါနေရမလို့မိုးရင်းနဲ့ရောက်လာပြီဆိုတော့အခုလိုလေးအမိုက်ဆက်ပြီးပအဝင်ကျင်ထိန်းသိမ်းရေးလို့ရင်တင့်တော်မယ်ထင်ပါတယ်။ ဒါကြောင့်လူချင်းမင်းတို့လည်းအခုလိုအရေးပါတဲ့အကြောင်းအရာတစ်ခုကိုလူတိုင်းသိသွားအောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ရေးအခုလိုထူးဆန်းပြီးအတော်ဝင်တဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်စောင့်ကြည့်ကြနေဆိုရင်ကျမရဲ့ page လေးကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်ကဲဆုံးမြင့်ချီပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နော်အခုတော့ဘူးတို့ရောက်ပေါ်ရပြီလို့နေ့စဉ်တင်ပြပုံမှန်တက်ဆက်ပေးသွားတော့ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပါသေးတယ် subscribe လုပ်တော့ပြီးကြပါတော့နော်အားလုံးကျေးဇူးတင်ပါတယ်